ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိ၏။ဖြာရိတ်ကျမ်းအခန်းကြီး3တာရီမြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှားလိုက်လော။ဘုရားခင်၏ဝိညာဉ်ခုနှစ်ပါးနှင့်ကြယ်ခုနှလုံးရှိသော သူ၏အမိန့်တော်ကသင်၏အကျင့်ကိုငါသိ၏။သင်သည်အသက်ရှင်ဟန်ရှိတော်လဲတေလျက်နေသည်ကိုငါသိ၏။မအိပ်ဘဲဆောင်း၍နေလော။ကြံရိပ်၍တေလူသောအရာတို့ကိုပြုစုလော။ ်သင်အကျင့်သည်ငါ၏ဖျားသခင်ရှိ၌မစုံမလင်ရှိသည်ကိုငါတွေ့ပြီ ထို့ကြောင့်သင်သည်ခံယူ၍နားထောင်ပြီးသည့်အရာကို အောင်းမေး၍စောင့်ရှောက်လောနောင်တရလောဆောင်၍မနေလျင်တခိုးကဲ့သို့တင်ရှိရသို့ငါလာမည် လာမည်အချိန်၌ကိုလည်းတင်မတိရသို့တော်လည်းတာတိမျိုး၌ပင်တင်တို့တွင် ကိုအဝိကိုမညစ်ညူးစေသောသူနည်းနည်းရှိသည်၏ထိုသူတို့သည်ထိုက်တန်သောသူဖြစ်၍အဖြူဝိလျက်ငါနှင့်အတူသွားလာကြလိမ့်မည် အောင်မြင်သောသူသည်ဖြူသောအဝိကိုဝိစဉ်လိမ့်မည်ထိုသူ၏နာမကို အသက်စားသောမှငါသည်အလင်းမချေငါခမဲတော်ရှိ၌၎င်းကောင်းငင်တမန်တော်တို့၌၎င်းသူ၏နာမကိုငါဝန်ခံမည်ဝိညာဉ်တော်သည် အသင်းတော်တို့အားအဘယ်သို့မိန်တော်မူသည်ကို နားရှိသောသူမြည်သည်ကကြားပါစေဖိလက်ဒေလာဖိမျိုး၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လောတန်ရှင်းသောသူ ဟုတ်မှန်သောသူဒါဝိမင်း၏တကားတော်ကိုကင်သောသူအဘယ်သူမြမပိတ်နိုင်အောင်ဖွင့်၍အဘယ်သူမြမဖွင့်နိုင်အောင်ပိတ်သောသူ၏အမိန်တော်ကတင်းအချင်းကိုငါတည်အဘယ်သူမြမပိတ်နိုင်သောတကားကိုတင်းရှိ၌ငါဖွင့်ထားပြီအကြောင်းမူကားတင်သည်အနေငယ်သောခွန်အားရှိသည်နှင့်ငါ၏နှုတ်ကပတ်ကိုစောင့်ရှောက်ခဲ့ပြီငါ၏နာမကိုလည်းမစွန့်မပဲယူရလူဖြစ်ရန်ဆောင်၍အမှန်မဟုတ်ပဲ မူတာစကားကိုပြောသောသူတိဟုသော စာတန်၏အပေါင်းအသင်းဝင်သူအချို့တို့ကိုတင်၌ငါအပ်ပေးမည်သူတို့သည်လာ၍တင်၏ခြေရင်း၌ပြက်ဝစ်စေခြင်းက၎င်းငါသည်တင့်ကိုချစ်သည်ဟုသိစေရခြင်းက၎င်းငါပြုမည်တင်သည်ငါ၏တီးခံခြင်းနှင့်ဆက်ဆိုင်သောနှုတ်ကပတ်တရားကိုစောင့်ရှောက်သောကြောင့်မြေကြီးအပေါ်၌နေသောသူတို့ကိုစုံစမ်းစေခြင်းကလောကီနိုင်ငံအရရတို့ကိုနှံ့ပြားလက်တန့်သောစုံစမ်းရာကာလတွင်တင့်ကိုငါစောင့်ရှောက်မည် ငါသည်အလျံမြန်လာမည်တင်းဤတရဖူကိုအဘယ်သူမျှမယူစေခြင်းကရခဲ့ပြီးသော အရာကိုဆွဲကင်လော့အကျဉ်သူသည်အောင်မြင်ဤထိုသူကိုငါသည်ငါဤဖျားသခင်ဗိမှန်တော်၌တိုင်ဖြစ်စေမည် နောက်တဖန်သူသည်ပြင်သို့မ၍ရငါဤဖျားသခင်နာမတော်ကို၎င်းငါဤဖျားသခင်ထံတော်မှ ထွက်၍ကောင်းငင်ပုံမှဆင်းသက်သောယေရုရှလင်မြို့တည်တည်ဟုသောငါဤဖျားသခင်မြို့တော်ဤနာမကို၎င်း ငါဤနာမသစ်ကို၎င်းထိုသူအပေါ်၌ငါသည်အခရာတင်းမီဝိညာဉ်တော်သည်အသိတော်တို့အားအဘယ်သို့မိန်တော်မူသည်ကို နားရှိသောသူမိသည်ကကြားပါစေလောဒီကီမြို့၌ရှိသော အသိတော်ဤတမန်ကိုဤသို့ရေး၍မှားလိုက်လောဖျားသခင်ဤဝိနည်းတတဝါတို့အထုသစ္စာရှိ၍ဟုတ်မှန်သောတသက်ခံအာမင်ဤအမိန်တော်ကသင်၏အကျင့်ကိုငါသိ၏သင်သည်အအေးမဟုတ် အပူမဟုတ်သည်ကိုငါသိ၏ အေးချင်းဖြစ်စီပူချင်းဖြစ်စီတခုခုကိုငါအလိုရှိဤထို့သို့အအေးမဟုတ်အပူမဟုတ်နှွေးယုံရှိသောကြောင့်ငါဤကတွင်သည်တင့်ကိုထွေးလူပြီးတင်ကလည်းငါသည်ဥစ္စာရတတ်ဤဘန္နာများကိုစီးပူးပြီးတစုံတစ်ခုကိုမျှမလိုဟုပြောဆို၍ကိုယ်တိုင်ပင်ပန်းခြင်းတနာပွဲဖြစ်ခြင်းဆင်းရဲခြင်းမျက်စိကန်းခြင်းအဝိတ်ချီးစီးရှိခြင်းဖြစ်သည်ကိုမတိပါတကား သင်သည်ဥစ္စာရတတ်ခြင်းကမီးနှင့်ချွတ်ပြီးသောရွှေကို၎င်းအဝိအချီးစီးရှိ၍သူတစ်ပါးရှိတွင်မဆက်စီခြင်းကခြုံစရာဖို့ဖြူသောအဝိကို၎င်းငါထံမှဝဲလောသင်၏မျက်စိမြင်စီခြင်းကမျက်စိ၌မျက်စင်းခတ်လောဟုသင်အားငါသည်အကြံပေး၏ငါချစ်သမျှသောသူတို့၏အဖြစ်ကိုငါစစ်ဆေး၍သူတို့ကို ဆုံးမတတ်၏ထို့ကြောင့်ကိုယ်စိတ်ကိုကိုနိုးစော်လောနောင်တရလော ငါသည်တကားရှိမှရက်၍ခောက်ရက်နေ၏အကျဉ်သူသည်ငါ၏အတန်ကိုကြား၍တကားကိုဖွင့်အပ်ထိုသူရှိရသောငါဝင်၍သူနှင့်အတူစားတော့မည်သူသည်လည်းငါနှင့်အတူစားတော့ရလိမ့်မည်ငါသည်အောင်မြင်၍ငါခမဲတော်၏ပလင်တော်ပေါ်မှခမဲတော်နှင့်အတူ ထိုင်နေတကဲ့သို့အောင်မြင်သောသူသည်ငါ၏ပလင်ပေါ်မှငါနှင့်အတူထိုင်နေရသောအခွင့်ကိုငါပေးမည်ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကို လားရှိသောသူမြည်ကြီးကကြားပါစေဟုမိန့်တော်မူ၏အာမင်